မြန်မာပြည်မှာတော့စစ်ခွေးတယံ1 2 3 go action ပြီးရင်1 2 3 go action ဒီကနေ့ဝိမုံရွှေကြီးအကြောင်းပြောချင်ပါတယ်ဝိမုံရွှေကြီးဥဆောင်ရိုက်ကူးထားတဲ့ဗီဒီယိုဇာတ်ကားတွေဟာတန်းရွှေတမီးရဲ့ကုမ္ပဏီက ရိုက်တယ်ဆိုတဲ့အခြေအနေနဲ့အတူထပ်မှန်ပြီးတော့ဒီကနေ့မှာ overflow ဘွဲကကွန်ဒုံးတွေချဲချတဲ့လူငယ်အစိုးရတွေကိုဖမ်းဆီးလိုက်ပါတယ်ဖမ်းဆီးတဲ့အပြင်ကိုဘွဲကို contract ယူသူလာကြည့်တဲ့ကွန်းရတယ်ပါမကြမ်းဖမ်းချင်တဲ့သဘောချင်းချင်းပြောရရင်တော့ကျွန်တော်တို့တိုင်းပြည်မှာစစ်ခွေးတွေတယန်းနေပြီစစ်ခွေးတယန်းကြီးလွတ်နေပြီဆိုတဲ့စကားလေးပြောရင်ဒီသတင်းကိုကျွန်တော်တင်ပြချင်ပါတယ် ဒီသတင်းနဲ့သူတုံးသက်ချက်ကိုပြောရရင် Overflow Music Festival ရန်ကုန် Event Park ချင်းပါတယ်အဲ့ဒီမှာကွန်တုံးဝေတဲ့လူလူငယ်အစိုးရ16ဦးကိုဖမ်းလိုက်တယ်ရန်ကုန်တိုင်းသင်္ကန်းကျွန်း29ရက်ကွယ်ပေါ်ဆမ်းမွေးလမ်းက Overflow Music Festival ဖြော်ပြပွဲအစိုးရဝင့် ရဲဝင့်အောင်ဘလသိမ့်မင်းထိုက်ဥဆောင်တော်အဖွဲ့တွေဟာစင်ပေါ်မှာလိမ်မိုင်းဆိုင်ရာစကားတွေကိုရိုင်းရိုင်းစားဆိုင်ပြောဆိုတယ်ကိုလုံးနေကျဲချရတဲ့အတွက်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်16ရောက်ဖမ်းလိုက်ပါတယ်အဲ့တော့အဲ့ဒီမှာလူငယ်တော်တော်များများမိုးလက်ဆောင်ဂုံတောင်ရက်ွက်မှနေတဲ့တင့်ယတနာတိတ် မယန်းကုန်းစီပင်မိသက်ယုံဝင်တဲ့အိမ်ယာနေဟန်လင်းထက်တင်ငန်းကျိုးတူနာ29ရက်ကွက်နေအောင်ခတ်မော်တင်ငန်းကျိုးမြို့နယ်တူနာ29ရက်ကွက်ပေါ်စင်းပေါ်ဆမ်းမွေးလမ်းရှိပေါ်ဖလိုမျိုးစစ်ဖက်စီပဲမှာနိုဝင်ဘာလတရနေ့နေ့ရက်နေ့မှာဖြော်ဖို့ပဲပြုလုပ်ဖို့သူတို့ကစီစဉ်ခဲ့တယ်လို့သိရတယ်စီစဉ်ခဲ့တဲ့သူတွေကခုနမိုးလက်ဆောင်ကုန်းကတင်ရတနာသိမ့်လို့မယန်းကုန်းစီပင်မိသက်ယုံဝင်တန်းကဟန်လင်းထက်တို့ အောင်ခတ်မော်တို့ပေါ့ဗျာအဲ့ဒီပွဲမှာ အစိုးရဝင့်ဆိုရရဲဝင့်အောင်ဗလာတိမ်မင်းထိုက်တို့ဟာနှွေမှာနှစ်ရက်နေညမှာတီဆိုးဖျော်ပြီးယင်းအများပြည်သူစိုးရင်ထိတ်လန့်စေတော့ညဉ့်ညမ်းစာသားများ ပြောဆိုက လာရောက်ကြည့်ရှုတဲ့သူတွေပေါ်ကွန်တုံးနေချက်ချလိုက်ပါတယ်ဒီအတွက်ကြောင့်ဖမ်းဆီးပါတယ်စင်မော်ကို တက်ကြတဲ့လူ73ဦးဖမ်းပါတယ် ပွဲချင်းပသူတွေကိုဖမ်းပါတယ်နော်အဲ့တော့အဲဆူရကတော့အဲ့ဒီပွဲမှာကွန်းရတဲ့ပေါ့နော်အဲ့ဒီပွဲမှာလာရောက်တဲ့ကွန်းရတဲ့တွေဈေးတွေလွတ်သွားတာပဲဂျေဇူးတင်ရမလို့ခြေနေပါဘဲကောင်အာနာသိမ့်ပြီးနောက်ဘလူတွေဖြစ်တာလေဒီလိုအခြေအနေတွေဖြစ်တာပြန်ကြားရေးဝင်ကြီးနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်ပြီးတမရာယူးယူးတဲ့မင်းအောင်လိုင်းမှာအ धिक တာဝန်ရှိတာမဟုတ်ဘူးလားဒီစခွေးအုပ်စုဂျဘူးလက်ထက်မှာဖြစ်တဲ့အတွက်အဲ့ဒီဂျဘူးပါဖမ်းရမယ်ဆိုပြီးကိုသိမ့်မြန်ရေးရလာလေးကျွန်တော်သဘောကျမိပါတယ်ဆိုတော့ဒီအချိန်မှာတော့ကျွန်တော်တို့တိုင်းပြည်မှာစခွေးတယန်းကြီးလွတ်နေတယ်လို့စခွေးတယန်းကြီးဘေးကမြောက်ပေးပြီးလက်ခုပ်လက်ဝါးတီးကခွေးတယန်းကခွေးတယန်းက မြင်မြင်မဲမဲမြင်ရလိုက်ဆွဲနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ခွေတယံကြီးကို လက်ခုပ်ဒီအားပေးအားမြောင်ပြုသူတွေထဲမှာဝိမုံရွှေကြီးလည်းပါဝင်လာပါတယ်။အဲ့တော့မင်းအောင်လည်းမိသားစုမိသားစုနဲ့စီးပွားရေးအတူ တွဲလုပ်နေတဲ့ဝိမုံရွှေဝိမုံရွှေယူရတဲ့ယောက်ျားနိုင်ဖြိုးကျော်ဟာ ဖစစ်တက်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်နေတဲ့သူဖြစ်တယ်။မင်းအောင်လည်းရဲ့တမီခင်သီးတက်မွန်ခင်သီးတက်မွန်ရဲ့စီးပွားရေးပိုင်းဆိုင်ရာ လူယုံနိုင်ဖြိုးကျော်ကိုယူပြီးတဲ့နောက်ပိုင်းမှာတော့ဝင်းမုံရွှေကြီးဟာလည်းစစ်တက်ရဲ့အခိုင်ခံကျွန်တပေါက်ဘွားနဲ့စစ်တက်ကိုဝေရှာပေးရတဲ့အမှုပညာရှင်တယောက်အဖြစ် ရောက်ရှိပြီးတကလား စစ်တပ်သဘောမကျရင်အသက်တောင်မရှူရတဲ့ဘဝနဲ့နေတိုင်းရှင်တန်နေရပါတယ်အဲ့တော့ဝိမုံရွှေရာမင်းအောင်လိုက်တမီခင်သတိတက်မွန်ပိုင်ဆိုင်တဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်ထားတဲ့ရုပ်ရှင်လုပ်ငန်းဖြစ်တဲ့7 sin film production ရဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့ချုပ်ဆိုထားတဲ့မင်းသမီးတူလေးဖြစ်ပါတယ် ဆိုတော့မင်းအောင်လည်းနဲ့ခင်သီးတက်မွန်ကလည်းပုဂ္ဂိုလ်ကြီးယဉ်နိမှု ပလူပလဲရှိပါတယ်ဆိုတော့ဘုမုံရွှေကြီးအခုနောက်ပိုင်းနှဝင်တယ်ဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးတော့လေတော်လိုင်းအင်အားစုတွေနိုင်ငံအင်အားစုတွေကဒီနှဝင်တယ်ဆိုတဲ့ဇာကားဟာခင်သီးတက်မွန်ရဲ့ရုပ်ရှင်ထုတ်လို့ရေးကလောက်တယ်သူ့အကြနိုင်ဖြိုးကျော်ဟာလည်း မင်းအောင်လှိုင်သမီးခင်သီတက်မွန်ရဲ့စီးပွားရေးပါတနာတယောက်ဖြစ်တယ်လူယုံတယောက်ဖြစ်တယ်နိုင်ဖြိုးကျော်ဟာမင်းအောင်လှိုင်ရဲ့သားသမီးများနဲ့အတူလက်စစ်ကားတွေဆိုလာတွေစစ်တပ်အတွက် drone တွေပါတင်သွင်းပေးနေတဲ့သူလေးဖြစ်ပါတယ်ဒါကြောင့်မို့ဒီအချိန်မှာဝိမုံချွေးရမင်းအောင်လှိုင်ချွေးမသမီးတို့အကျိုးတူပူပေါင်းလုပ်နေတဲ့ဘင်းဘင်း TV show life application ကိုထူထောင်မိတ်ဆက်ပေးနေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။မင်း online နဲ့ခရိုနီတစ်တိုက်ဟာမြန်မာပြည်ရဲ့ငစိမ်းတမ်းမှမကြံထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချိန်ဒီမှာကျွန်တော်တို့ပြည်သူလူထုဟာတပြားတစ်ချက်မှမကုံပဲတနက်ကင်တိုက်ပွဲဝင်စရာလည်းမလိုပဲစစ်တပ်နဲ့ပတ်သက်ဆက်ဆက်သော အရာများကို လုံးဝအတုံးမပြုတ်ပဲ နေထိုင်ပေးခြင်းအဖြစ်မြမຫນွေဦးတော်လံရေးကိုကြီးမားစွာသော အထောက်ကူပြုလေမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။နတ်ဝင်တဲ့ဇကာနတ်ဝင်တဲ့ဇကာဟာမင်းအောင်လိုက်တမီးရဲ့မင်းအောင်လိုက်တမီးရဲ့ငွေကြေးပါဝင်မှုအများအပြားနဲ့ဆောင်ရွက်နေတာဖြစ်ပါစစ်အာဏာရှင်ဟာမင်းအောင်လိုက်နဲ့ဖက်စစ်တဲ့အုပ်စုဟာ ပြည်သူလူထုအတွက်အစိတ်ပင်တပင်ဖြစ်လို့နေတဲ့အချိန်မှာဝိမုံရွှေရာအစိတ်ပင်ကိုရေလောင်းနေပါလေ။ဒါကြောင့်မို့ဝိမုံရွှေကြီးနိုင်ဖြိုးကျော်အစရှိတဲ့ဗတ်စစ်တပ်ရဲ့လောက်ကန်ဆောင်ရွက်နေမှုတွေကိုကုညီသူတွေဟာဥပဒေကြောင်းရဆိုရင်နိုင်ငံတော်ပုံကံမှုကျူးလွန်သူအားအားပေးကုညီသူများအဖြစ်နိုင်ငံတော်ပုံကံမှုကျူးလွန်သူနဲ့ တူပြစ်ဒဏ်ခံရတဲ့အခါကြာရင်မျက်ရည်တွေမျက်ခွက်တွေမပြစ်ကြဘူးမဖြစ်ကြဘူးငိုတံတွေမနှောကြဘူးဒီနေရာကနေပြောလို့ပြီးတော့ပြည်သူလူထုကြီးခင်ဗျာမြမနိုင်ငံတွင်းမှာတော့စစ်ခွေးတယန်းကြီးမဲမဲမြင်ရာကြိုက်နေပါတယ်ဒါကြောင့်မို့ကယူတဆိုင်စင်စင်ကျင်ကျင်ဉာဏ်ပညာရှိရှိနဲ့ နေတိုင်းရှင်သန်အသက်ရှင်ရက်တီပြီးဆက်လက်တော်လှန်ပြီးပါတော်လှန်တဲ့နေရာမှာလဲအခြားလူများကဲ့သို့လက်နက်ကင်တော်လှန်ခြင်းငွေကြေးများပံ့ပိုးနိုင်ခြင်းမလုပ်နိုင်ရင်ဘတ်စတနဲ့ပတ်သက်ဆက်ဆက်သောလုပ်ငန်းများကြော်ညာများမကြည့်ခြင်းဝယ်ယူသုံးစွဲမှုမလုပ်ခြင်းဘတ်စတနဲ့ပတ်သက်ဆက်ဆက်သောအမှုပညာရှင်များကိုတပိတ်မှောက်ကလုံးဝမဆက်ဆံခြင်းများနဲ့ ိုင်းပြည်စနစ်ပြောင်းလဲရေးမှာပါဝင်ပေးချဖို့လေလီစစာလူမြတ်ကျော်ကပြောချလိုပါတယ်ဝိမုံရွှေကြီးကိုစတပိတ်မောက်ကြတယ်တပိတ်မောက်တာဟာတော်လိုင်းကြီးအောင်ဖို့မဟုတ်ဘူးလို့ပြောတဲ့လူတွေနဲ့ပတ်သက်ပြီးဒီနေရာကတခုပြောလိုပါတယ်စစ်ကောင်စီကတောက်တိုင်မြောင်များစွာနဲ့သူ့အသက်ရှင်ရေးကိုထောက်ထားတာပါရတဲ့လူတွေကရတဲ့နေရာကတောက်တိုင်တွေကိုဖြိုချဖြိုချရင်းနဲ့ မတက်ရက်စရာတောက်တိုင်မရှိရင်စစ်ကောင်စီပြိုကျသွားပါလိမ့်မယ်စစ်ကောင်စီတောက်တိုင်တစ်ခု ဖြစ်တယ်လို့စစ်ကောင်စီဖက်စစ်တဲ့အာဏာရှင်ဟာအစိတ်ပင်ဖြစ်နေခဲ့ရင်အစိတ်ပင်ကိုရေလောင်းနေတဲ့ဝိမုံရွှေကြီးကိုကျွန်တော်တို့ရက်တန့်ပေးရလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်